ိုင်းနိုင်ငံမှာအိမ်မွေးတိရစ္ဆာန်အနေနဲ့မွေးထားတဲ့အချင်းသေးကလွတ်သွားပြီးလိုက်ကိုက်ခဲ့တာကြောင့်လူနက်ဦးဒဏ်ရရမင်္ဂလာပါပရိသတ်ကြီးရှင်ထိုင်းနိုင်ငံမှာအိမ်ထဲမှာမွေးမြူထားတဲ့အချင်းသေးကလွတ်သွားခဲ့ပြီးလူနက်ဦးကိုကိုက်ခဲ့ကြောင်းသိရပါတယ် ။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့အော်တိုဘာလ၄ရက်နေ့ညပိုင်းကကချနာပူရီပြည်နယ်မှာရှိတဲ့ဘိုးဖလိုင်းခရိုင်ထဲမှာမူးအမတ်ရှိကျေးရွာကအိမ်တလုံးမှာမွေးမြူထားတဲ့အချင်းသေးကအိမ်ရပြင်ကိုလွတ်ထွက်လာပြီးအသက်၁၇နှစ်အရွယ်ကလေးတဦးအပါအဝင်ရွာသားနှစ်ယောက်ကိုကိုက်ခဲ့တာဖြစ်ပါတယ်။အသက်43နှစ်အရွယ်မျိုးသားဟာခြေထောက်မှာတံရရခဲ့ပြီးခလေးကတော့တင်ပါးကိုအကိုက်ခံခဲ့ရတာဖြစ်ပါတယ်။ နှစ်ယောက်စလုံးကိုဆေးရုံတင်ခဲ့ရပြီးမြားအိတ်ဆရာမလို့ပဲဆေးရုံဆင်းခွင့်ရခဲ့ကြတယ်လို့သိရပါတယ်ရှယ်ရီကချင်းသေးရဲ့ပိုင်ရှင်ဟာအဲ့ဒီရွာမှာပဲနေထိုင်နေအသက်32နှစ်အရွယ်ပညာပတ်ပွမ်းဆိုသူဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။သူရဲ့ဒိဋ္ဌိဆန်တွေမွေးမြူထားမှုအခြေအနေတွေကိုအာနာပိုင်တွေကအဆုံးစန်းစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။သူဟာအရင်ကလည်းဆန်းဆန်းပြားပြားဒိဋ္ဌိဆန်တွေကိုနေအိမ်မှာမွေးမြူထားတဲ့အကြောင်းလူမှုကွန်ရက်ပေါ်မှာဓာတ်ပုံတွေတင်ခဲ့ဘူးသူဖြစ်ပါတယ်။ ရညာကသူဟာအသက်တနည်းအရွယ်ချင်းသေးမကိုနေအိမ်မှာမွေးမြူထားပြီးတိုင်းရင်းတိရစ္ဆာန်နဲ့တတော်ရေးရာဌာနတာဝန်ရှိသူတွေစီကလုံခြုံရေးဆိုင်ရာစံနှုန်းစစ်ဆေးချက်တွေကိုခံယူထားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီရာရှိတွေကချင်းသေးမွေးထားတဲ့အိမ်ကိုပိုပြီးလုံခြုံအောင်ကာရင်ရမယ့်အစီအမံတွေညွှန်ကြားခဲ့ပြီးအဆိုပါအစိမ့်မြင့်တင်မှုတွေမပြီးပြတ်ခင်မှာချင်းသေးကရွာထဲကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာသတ်မှတ်ထားတဲ့လုံခြုံရေးစည်းမျဉ်းစံနှုန်းတွေကိုလိုက်နာရင်ဒေါ်လာကျွမ်းစံတွေကိုမွေးမြူခွင့်ရနိုင်ပေမယ့်လွတ်သွားခဲ့ရင်တော့ဘတ်9000အထိဒဏ်ရွေဖြစ်စေ1006လဖြစ်စေကြားခံရနိုင်ပွဲရှိတာလည်းဖြစ်ပါတယ်ပြညာဟာချင်းသီးရဲ့လောင်ရင်ကိုအဖြစ်တိဆောင်းမှုတွေလုပ်နေချိန်တမ္မနီတိုင်းတချောင်းမှာကျိုးချီထားခဲ့ပေမဲ့လွတ်သွားခဲ့တာဖြစ်တယ်လို့ပြောပြပါတယ် ွာထဲမှာစူညံညံပွက်လောတွေရိုက်ကုန်ကြတဲ့အချိန်သူ့ချင်တွေ့လွတ်သွားမှန်းသိတော့ကြပြားကရထွက်ရှာတဲ့အခါအိမ်ရှိမှာပဲအေးလူလူလမ်းလျှောက်နေတာကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်ပညာကချင်တွေ့ကို အသာအယာပြန်လည်ဖမ်းယူပြီးကြိုးချီထားလိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။ပညာဟာပိုင်ရှင်ဟောင်းစီကနေဝယ်ယူပြီးတဲ့နောက်တရားဝင်မွေးမြူခွင့်အမှတ်ပုံတင်ထားသလို ခြေရာခံမိုက်ခရိုချစ်ကိုလည်းထည့်သွင်းပေးထားတယ်လို့သိရပါတယ်။ အဆိုပါချင်းသေးကလူတွေကို တိုက်ခိုက်ခဲ့တာဟာလူသားလမ်းမတနေရာမှာဖြစ်ခဲ့တာလို့လည်းဆိုပါတယ်။ဖြစ်စဉ်ရပြီးမှတော့ချင်းသေးကိုပညာစီကနေတင်စီဖို့အတွက် တာဝန်ရှိသူတွေကဆုံးဖြတ်ခဲ့ရပြီးနောက်ပိုင်းကျရင်စူပန်ပူရီပြည်နယ်မှာရှိတဲ့ဘူချာဝက်တိုင်းရိုင်းတရိဆန်ထိမ့်သိမ်းဆောင်ရှောက်ရေးစခန်းမှာထားရှိထားဖို့အတွက်ရည်ရွယ်ထားတယ်လို့လည်းသိရှိရပါတယ်။